ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲကျူသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ဒါမြန်မာစံတော်ချိန်ညတနာ yı ခွဲမှာဒါကျွန်တော်ဒါမနေ့ပြန်မနေ့လူလည်းပြောလို့ရတဲ့ပွဲစဉ်မှာတော့ Inter Milan ရဲ့အင်ကွင်းဒါကျွန်တော်တို့အီတလီမှာတော့ဒါကျွန်တော်တို့ဘာဆူနာအသင်းနေနဲ့တွားရောက်ပြီးရင်ဆိုင်အောင်ဖြစ်တယ်။အဲ့တော့အင်တာမီလန်ရဲ့အင်ကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိမှာဘာဆူနာအသင်းနေနဲ့ခက်ခဲမဲ့ပွဲစဉ်ဖြစ်တယ်။အဲ့တော့ဘာဆူနာအသင်းနေသူတို့ရဲ့အင်ကွင်းမှာ နောက်ကနေတော့ပြန်လိုက်ကစားခဲ့တဲ့အခြေအနေတခုအင်တာကဖန်တီးပြခဲ့ပြီးအင်တာအနေနဲ့သူတို့ဘာလုံနိုင်ကြောင်းကိုဒါကျွန်တော်ပြသခဲ့တဲ့ပွဲစဉ်တစ်ပွဲဆိုတော့မမအောင်အဲ့တော့အင်တာအနေနဲ့ဒီနေ့ပွဲစဉ်မှာသူတို့ကအိမ်ဝင်အားသာချက်ရှိဒါပေမဲ့ဘာစနာအစ်တင်နဲ့လက်ရှိမှာဒါအိမ်ဝင်အဝေးကွင်းတွေကိုကြည့်မနေဘဲနဲ့ဒီနေ့ပွဲစဉ်မှာသူတို့ကတော့သူတို့သွားနေကြ chaotic movement တခုကိုဆက်လက်ပြီးတော့ဖန်တီးပေးသွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့အင်တာဘက်ကကျွန်တော်ပြန်ကြည့်အောင်အင်တာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်နောက်ဆုံးရသတင်းတွေရတာကျွန်တော် Benjamin Pavard ကအစကတော့ပါဝင်မလို့လို့ရှိခဲ့ပေမဲ့ဒီကျွန်တော် ဒီနောက်ဆုံးဖာဘီဂျီရိုမာနိုတင်ထားတဲ့ post မှာတော့ဘန်ဂျမင်ပါဗက်ကတော့ပါဝင်မှာမဟုတ်ဘူးလို့သိရတယ်။သို့ပေမဲ့တော့ညနေတာတရင်ကောင်းတစ်ခုနဲ့သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့လော်တာရိုမာတီနက်စ်ကတော့ပွဲထွက်ပြီးတော့ပါဝင်လာမယ်လို့သိရတယ်။အဲ့တော့ပြောချင်တာသူတို့ရဲ့အဓိကကစားသမားရဲ့တယောက်ကဆက်လက်ပြီးလွဲချုံမှာဖြစ်ပြီးတော့တိုက်စစ်မှုမာတီနက်စ်ကဆက်လက်ပြီးပွဲထွက်ပြီးပါဝင်လာမယ်ဆိုတဲ့တရင်ကတော့တော်တော်လေးကို good news ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော်တို့ဟန်စီဖလစ်ရဲ့အသင်းမှာဒါအဓိကကစားသမားတချို့လွဲချော်အောင်မယ်ဖြစ်တယ်။ဒါလက်ရှိမှာဒါပူပူလောလောဒဏ်ရာရထားကစားသမားဖြစ်တဲ့ Hules Corney ကတော့ဒီနေ့ပွဲစဉ် ်ကိုဆက်လက်ပြီးလွှဲချော်မယ်။လီဝန်ဒေါစကီကဒီနေ့ပွဲစဉ်မှာဒေါက်ဖူးဖြစ်တယ်ဆိုတဲ့သတင်းတွေကိုတွေ့ရတယ်။အဲ့တော့လက်ရှိမှာဒါကျွန်တော်ကျန်တဲ့ကစားသမားတွေကတော့ကျွန်တော်တို့ ကစားတို့ဆက်လက်ပြီးလွှဲချော်မယ်ဘာနိုဆက်လက်ပြီးလွှဲချော်မယ်ပေါ့နော်အဲ့တော့ဂျန်နက်ကစားသမားတော်တော်များများကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လူစုံတက်ဆုံပြန်လာဖို့အတွက်များတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နှစ်သင်းလုံးကတော့ဒါကျွန်တော်အိမ်ခွင်းအဝေးခွင်း goal difference ဒါကျွန်တော်တို့ခုနပြောသူပဲ goal difference လည်းမရှိဘူးဒါအိမ်ခွင်းအဝေးခွင်း goal စီမင်းစီကံလည်းမရှိတော့ကြောင့်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဘလို့ပဲ goal တွင်တွင် goal များများတွင်တဲ့လူကနိုင်ဖို့စီစဉ်မှာရှိတယ်အဲ့တည်ရကြရင်တော့ကျွန်တော် final ဒါကျွန်တော်တို့လက်ရှိမှာတည်ရကြအရင်တော့ဒါအဝေးခွင်း goal များများတွင်ထားတဲ့ဒါ Inter Milan တင်းတဲ့အရင်တော့ကဒါတည်ရဘလောက်ကြကြဒါခုနပြောတူတူတည်ရကြရင်တော့မှဒါ အတူတူတည်ရကြရအောင်အင်တာမီလန်တတ်မဲ့တဲမှာပါတယ်အခုလက်ရှိအခြေအနေတွေကတူတူတည်ရကြရတယ်ကျွန်တော်ဒါဖိုင်နယ်ကျွန်တော်အချိန်ပိုထိသွားအောင်ပြီပနတတိကံရမယ်သဘောမှာရှိတယ်ဘောနော်ဒီနေ့ပွဲစဉ်ကဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်တယ်အင်ဇာဂီနေနဲ့သူရဲ့အိမ်ကမှဘာဒီကိုဘယ်လိုမျိုးအသုံးချပြသွားမလဲတော်တော်လေးကိုစိတ်ဝင်စားမယ်ကောင်းမယ်ပွဲစဉ်တစ်ပွဲလို့ပြောလိုက်ရတယ်တစ်ဖက်ကတော့ဒါကျွန်တော်အခုလက်ရှိဒါကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ဘာဆူနာရဲ့တင်းရကစားသမားတော်တော်များပွဲကြီးတိုးတဲ့ကစားသမားတွေများတယ်ဥပမာလက်ရှိမှာလက်မင်းရမယ်လို့ကစားသမားမျိုး လမိညာမဲနေတာခုလက်ရှိမှာဒါကျွန်တော်တို့ဒီလိုမျိုးအသက်ရွယ်နဲ့လုပ်ပြနေတာအင်မတန်မှချီးကျူးဖို့ကောင်းတယ်ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်လမိညာမျိုးကျွန်တော်တော်တော်လေးကိုသဘောကျတယ်ဘာတော်တော်လေးကိုလည်းချစ်တယ်ဘာလို့ ခမဲသတိထားမိတာလမင်းရမယ်စတင်မိတာအသင်းမှာဒါကျွန်တော်တို့ခြေစွမ်းပြပြီးတော့ assist တွေလုပ်ခဲ့တာ goal တွေစသွင်းခဲ့တာ goal သွင်းတာမဟုတ် assist လုပ်ခဲ့တာထင်တယ်ပထမဆုံးပွဲကပဲပွဲစဉ်ထင်တယ် spa နဲ့သူ့အနေနဲ့ပွဲထွက်ခွင့်ရခဲ့ပြီးတော့လမင်းရမယ်အနေနဲ့ zavi လက်အောက်မှာဒါပထမဆုံးဒါကျွန်တော်မှတ်မှတ်ရသေးသေးချာ pre-season မှာပွဲထွက်ခွင့်ရခဲ့တဲ့ဒါကျွန်တော်တို့ပွဲစဉ်ကတော့ Tottenham Hotspur အသင်းနဲ့ပြီးအဲ့ဒီပွဲစဉ်မှာ spa အသင်းကိုဒါဒုက္ခတွေအများကြီးပေးပြီးတော့ every dire ကို spa အသင်းမှာဒါမရှိသင့်တော့ဘူးဆိုတော့ဆက်လက်ပြတ်သားခဲ့တဲ့ပွဲတစ်ပွဲဖြစ်တယ်အဲ့ဒီ pre-season ကတကယ်ကိုလမ်းပြန်ထက်တဲ့လမင်းရမယ်ဆိုတော့ဒါ state sim ်မှာငါတို့ဘာလုပ်ပြနိုင်လဲဆိုတာကိုပြသခဲ့တယ် pre season တပွဲဆိုတော့မှာမှာမြို့အဲ့တော့လမိယာမေကိုဒီအသင်းကိုဒါကျွန်တော်အကောင်းဆုံးဒုက္ခပေးပြနိုင်တယ်ဒါကျွန်တော်ကစားသမားတယောက်ကနေအခုလက်ရှိမှာပွဲကြီးတိုးတဲ့ကစားသမားတယောက်ဖြစ်သွားခဲ့တယ် messi ရှိမှရင်တော်တော်လေးကိုမိုက်တဲ့ကစားသမားအဲ့တော့လမိယာမေကအခုလက်ရှိမှာဒါအသက်18နှစ်အရွယ်မှာဒါတွေလုပ်ပြထားခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်ယူရိုကိုယူထားခဲ့တယ်ပူပူလေးတော့ဒါကျွန်တော်ဖလားဒီဇက်တိုက်ယူပြထားနိုင်ခဲ့တယ်လမိယာမေအခုလက်ရှိမှာအသက်အရွယ်နဲ့မလိုက်သူ့အနေနဲ့သူအခုလက်ရှိလုပ်ပြထားတဲ့ကအင်မတန်မှကြောက်ဖို့ကောင်းနေတယ်ပြိုင်ဘက်တွေကိုယ်တိုင်ကလမိယာမေကို တော်တော်လေးကိုလက်ခုပ်အောင်ပါ TV အပေးလောင်းတိကိုဒါလမင်းရမယ်ကအခုချိန်မှာ special ဖြစ်လောက်ကြည့်တယ်ကျွန်တော်နေဒါကိုတခုပဲအခုချိန်မှာဒီလိုမျိုးခစ်ကြည့်မှကျွန်တော်တခုပဲဆိုရင်းနေအဲ့ဒါကဘာလဲဆိုလမင်းရမယ်နေအခုလက်ရှိမှာပွဲဆက်တွေများလာခဲ့တယ်ပိုဆိုးတာလက်ရှိမှာပွဲဆက်ကလည်းမများလို့ကိုမရဘူးဘာလို့ဘာစနာတင်အခုလက်ရှိမှာ travel ရဖို့ကလည်းခြေတလက်မဲ့လူတော့တဲ့ကိုစီကိုဒီပဲတော့ premier league လာလီဂါမှာသူတို့အနေနဲ့ဒါနောက်ဆုံးဒါကြောင့်နောက်ဆုံးအခြေအတိဒါကျွန်တော်တို့ရီယယ်မက်ဒရစ်တို့ဒါအက်တလက်ကိုမက်ဒရစ်ကဝေးဝိုက်ထားပါတယ်ရီယယ်မက်ဒရစ်တို့ဘာလို့ဒါအမှတ်ဖြတ်ဖို့အတွက်တောက်လျှောက်ကြိုးစားအောင်မယ်ဒါလာလီဂါချန်ပီယံဖြစ်လို့ကတာဆူနေပြီချန်ပီယံလိရဲ့ဒါဖိုင်နယ်လစ်ဖြစ်ဖို့ကလည်းခြေတလက်မဲ့လို့ပဲအဲ့တော့လမင်းရမဲအနေနဲ့ဒီနေ့ပွဲစဉ်မှာသူ့အနေနဲ့ဘာလို့ပြမလဲတချိန်ကတည်းကကျွန်တော်တို့လမင်းရမဲကိုလူပုံစံမျိုးမြင်ခဲ့ဘူးဒီအတက်ရဲ့လူပုံစံမျိုးနဲ့မြင်ခဲ့တာဒါခီလီယန်အမ်ပါပီပေါ့နော်မိုနာကိုနဲ့တူတာကမ္ဘာဖလားမှာအကောင်းဆုံးစိတ်ဆင်ထက်မှာသူ့အနေနဲ့လှုပ်ပြခဲ့တာကိုတွေ့ရမယ်ဒီနောက်ပိုင်းမှာဒါလမင်းရမဲအဲ့တော့လီယိုနယ်မက်ဆီတို့ရောအသက်16နှစ်ရောခင်ဗျာ ောင်တို့တော့မှအသက်18နှစ်ရွယ်မှာအဲ့လောက်ဒီ performance ရမပြနိုင်ခဲ့သေးဘူးဒါပေမဲ့ရေရှည်ရဒါမဲမဲအနေနဲ့ဒါအခုလက်ရှိမှာမက်ဆီတို့ရော်နယ်ဒိုတို့ဘာလို့အခုလက်ရှိမှာကျွန်တော်အမြင်နဲ့စကားထည့်ထည့်ပြောရလဲရော်နယ်ဒိုတို့မက်ဆီတို့ဆိုတော့ဒါကျွန်တော်တို့ longevity ပေါ့နော်ကျွန်တော်ဒါရေရှိတာသူရေရှိခံတဲ့စားသမားတယောက်ဖြစ်တော့ဒါလက်မင်းရမယ်ဒါကိုလိုက်လို့မယ်အဲ့တော့ဒါပါပွဲကြောင်းပြန်ပြောမယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ဒါရှေ့ပွဲစဉ်မှာလည်းလက်မင်းရမယ်ကိုဒါကျွန်တော်ကောင်းလွန်လာပါရဆိုတဲ့ Inter Milan ခံစစ်ကမထိန်နိုင်ခဲ့ဘူးဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အဓိကခံစစ်စားသမားတွေတယောက်ဖြစ်တဲ့ပါဗက်လည်းမပါဝင်တဲ့ကြောင့်ဘာစတိုဒီတို့အိုစုအစားပြီးတို့အိုစုကပဲလက်မင်းရမယ်ကိုဒါကျွန်တော်ထည့်ရမှာတော့ရှိတယ်အဲ့ဒါမဲ့အခုနောက်ပိုင်းမှာဒါကျွန်တော်ပွဲကြီးတိုးနေကစားသမားနောက်တစ်ယောက်က Ferran Torres ပဲ Ferran Torres နဲ့ဒီနေ့မှာဒါသူ့ရဲ့အကောင်းဆုံးယာတီတွေကတခုလို့ပြောလို့ရတယ် တော်လက်ရှိမှာ Twitter မှာ TikTok မှာကြည့်မယ်ဆို Faran ဆိုပြီး order ဥစားကြီးခဏခဏတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ clash ဖြစ်တဲ့ကစားသမားရဲ့လက်ရှိမှာ Faran ပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော် Barcelona အသင်းရဲ့လက်ရှိ cancel ဘိုင်းကိုတိတ်တော့အားမရဘူးလို့ကျွန်တော်အနေနဲ့ဆိုရမယ်တဲ့မှာပါအဲ့တော့လက်ရှိတော့နောက်ဆုံးပြန်ပွဲဆို9ပွဲမှာ Barcelona အသင်းနဲ့ clean sheet ရခဲ့တာဆိုလို့တပွဲပဲရှိခဲ့တယ်ကျန်တဲ့ပွဲတိုင်းမှာ Barcelona အသင်းနဲ့ goal ပေးလာခဲ့ရတယ်သုံးခုနဲ့အထက်တပွဲပေးခဲ့ရပြီးတော့သုံးခုနဲ့အထက်နှစ်ပွဲပေးခဲ့ပြီးနှစ်ခုနဲ့အထက်နှစ်ပွဲပေးခဲ့တယ်အဲ့တော့နှစ်ခုနဲ့အထက်ကို၄ပွဲတိတိပေးခဲ့ရပြီးတော့ချန်နဲ့မာလော့ကာနဲ့ပွဲစဉ်ကလည်းလိုလိုဒါလက်ရှိကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင်တော့ဘာစလို့အဲ့ကခန်းစစ်ပိုင်းတော်တော်လေးကိုအားနေတော့တွေ့ရမယ်။အင်တာမီလန်ကလည်းဒီတိုင်းပဲဗျနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာအင်တာမီလန်အသင်းနေတဲ့ဒါကျွန်တော်တို့ကလင်းရှိရခဲ့တာကတော့ပွဲတစ်ပွဲပဲရှိပြီ။ခါတိုင်းကောင်းလာပါဆိုဆီမွန်နီအင်ဇာဂီရဲ့ဒါခန်းစစ်ပိုင်းကတော်တော်လေးကိုအားနေနေခဲ့တာကိုတွေ့ရမယ်။ဒါပေမဲ့ဒါဟာလည်းခုနကပြောလို့ကစားသမားပါဖက်မပါလာတော်တော်လေးကိုတည်တာခဲ့။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကနှစ်သင်းလုံးနေနေတာကျွန်တော်တို့ consistency အရဆိုတော့အင်တာမီလန်ကဒါခြေစွမ်းရတော်တော်လေးကိုအနိုင်မြင့်တကြများနေတယ်။ဘာစလို့အဲ့ကအင်တာမီလန်ကိုတည်ရကြခဲ့တဲ့ပွဲစဉ်ကလည်းလို့လက်ရှိဒါကျွန်တော်တို့ ပြည်တွင်းအသင်းတွေကိုလုံးဝတာအပေါင်းလက္ခဏာဆောင်းထားခဲ့တယ်ဆာဇာဗီကို၄ကို၃ကိုနောက်ဆုံးမိနစ်မှာ clutch လုပ်ပြခဲ့တယ်ဒါကျွန်တော်မာလောကာဝတာ1-0ဆိုရဲနိုင်ခဲ့တယ် VF ကျွန်တော်ဒါ Real Madrid တို့အသင်းမျိုးဒါကျွန်တော် Copa del Rey ဒါကျွန်တော်ဖလားမှာလည်း3-2ဆိုရဲနဲ့အနိုင်ယူပြခဲ့တယ် Hules Conde ရဲ့ twin moon နဲ့ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Valladolid ဝယ်စုံကိုကျွန်တော်မကြည့်ရမယ့်2-1ဒါတကိုးသွင်းထားတကိုးသွင်းခံတာနောက်က2ကိုးပြန်သွင်းပြခဲ့လက်ရှိမှာတော့ လာလီဂါချန်ပီယံကိုဖြစ်ဖို့အတွက်နီးစပ်နေတဖက်ကဒါကျွန်တော်နှစ်သင်းလုံးကလက်ရှိမှာဒါပြည်တွင်းလီပလာဒါကျွန်တော်တို့အခြေအနေတွေကိုကူဒီကူကောင်းနေအင်တာမီလန်ကလက်ရှိမှာဒါမထင်မှတ်ပဲနဲ့ဒါရှေ့တပွဲမှာရှုံးနေကြတဲ့ကြောင့်နပိုလီနဲ့အမှတ်ကွာသွားခဲ့တဲ့အတွက်ကြောင့်မို့အခုချိန်မှာသူလည်းစူးစမ်းအဲ့တော့နှစ်သင်းလုံးကလက်ရှိမှာဒီနေ့ပွဲစဉ်မှာရှေ့ပွဲကလည်းပွဲပန်းထားတဲ့အချိန်တချို့တော့ရှိသေးပေမဲ့ဒီနေ့ပွဲစဉ်မှာလူစုံထုတ်ဆုံလူစုံတက်ဆုံထုတ်ကန်မှုရှိတယ်အဲ့တော့ဟန်စီဖလစ်နေတာကျွန်တော်တို့ဘာစနာသင်းနေနဲ့ဝေးကွာနေခဲ့တဲ့ဥရောပဖလားကိုဒီနေ့ပွဲစဉ်မှာသူဘယ်လောက်ထိလုပ်ပြသွားနိုင်မလဲအင်တာမီလန်နဲ့အခုလက်ရှိမှာဒါနှာတပြားလေးကွာကွာနေ တဲ့ movement တွေကနေပြီး snatch ခဏခဏလှုပ်ခန်းတဲ့အခြေအနေတွေကိုဒီနေ့ပုံစံမှာဘာထက်လှုပ်ပြနိုင်မလဲအဲ့တော့ဘာစနာသိတဲ့လက်ရှိမှာ inter milan အိမ်ဝင်းမှာကန်စင်ဘိုင်းကိုဖြိုခွင်းပြဖို့အတွက် lemain ya me raffinia တို့ရဲ့ဒါကျွန်တော်တို့ အတိုးလုတ်တွေကိုထပ်ပြီးအကူညီရမယ်ဒါပေမဲ့ဒီနေ့ပေါ်မှာဒါကျွန်တော်ကွင်းလေဘယ်တယ်ကိုလည်းစိတ်ဝင်စားတယ်အိုလိုမိုဒီဂျောင်းပက်ဒရီတို့အုပ်စုနဲ့အတူဒါအမ်ဘာမီခီတာရီယန်ကီယာနိုဂလူဒါဘာရဲရာဒီကစားသမား၃ယောက်၃ယောက်တို့ရဲ့ရှင်ပြိုင်မှုကတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါဒါပေမဲ့လက်ရှိဒီနေ့ပွဲစဉ်မှာအင်တာမီလန်ရဲ့အားသာချက်တစ်ခုကိုပြောပါဆိုတော့သူတို့ရဲ့တိုက်စစ်ဖြစ်ပါလိမ့်မယ်လော်တာရိုမာတီနက်စ်ဒါတကယ်တမ်း90မိနစ်ပြန်ပါလာနိုင်ခဲ့မယ်ဆိုတော့ဒါကျွန်တော်တို့မာကက်စ်တူရန်နဲ့လော်တာရိုမာတီနက်စ်ရဲ့တိုက်စစ်ကတစ်ဖက်ကဒါကူဘာစီအီနီဂိုမာတီနက်စ်ဒါကျွန်တော်အာရူဟိုဒီကစားသမားတွေကိုဘယ်လိုမျိုးဒုက္ခပေးသွားနိုင် ဲ့တော့နောက်ပိုင်းပွဲစဉ်မှာဆက်စနီလက်တာလွယ်လွယ်ကူကူနဲ့ဂိုးပေးလာခဲ့ရတော်တော်လေးကိုများလာခဲ့ပြီအဲ့တော့ဒီနေ့ပွဲစဉ်မှာဂိုးသမောင်းခန်စစ်ဂေါ်တာ ်ဘာဆုနာဘက်ကအလုရှုပ်မဲ့ပွဲစဉ်တပွဲများဖြစ်မလားလို့ကျွန်တော်ကတော့တွေးမိမြင်မိတဲ့ပွဲစဉ်တပွဲဆိုရင်တော့မှားမယ်တော့မထင်ဘူးဒါပေမဲ့ဘယ်လိုပြောဒီနေ့ပွဲစဉ်ကထင်တာထက်အများကြီးကြီးကိုကောင်းမဲ့ပွဲစဉ်မှာတစ်ဖက်ကတော့ကျွန်တော်တို့ balance ညီညီနဲ့ဒါကျွန်တော်တို့ဒါ individual ဆိုရယ် team work ကိုဒါအားကိုးမဲ့တဲ့တစ်ဖက်ကတော့ individual skill တွေကိုအပြည့်ပြင်းဒါဖျဲပြမဲ့တဲ့တဲ့နှစ်သိန်းလုံးကလက်ရှိမှာပြည်တွင်းမှာကောပြည်ပမှာကောအခြေအနေကောင်းတဲ့နှစ်သိန်းဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာ travel ကိုဘယ်အသင်းကယူသွားနိုင်မလဲဆိုတာအဆုံးဖြတ်ပေးမဲ့ပွဲတပွဲ final ကိုဘယ်အသင်းကတလန်းသွားနိုင်မလဲဆိုတော့ကြည့်လို့ကောင်းမဲ့ပွဲတပွဲဒါပေမဲ့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့ ပေးရမယ့်အချိန်နဲ့အများကြီးအများကြီးတက်မယ်လို့ပြောတဲ့ပွဲတစ်ပွဲဆိုတော့ကျွန်တော်အနေနဲ့မှားမယ်လို့တော့မထင်ပါဘူး။ဒါတော့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါဒီညကနေဆုမွန်ကောင်းတောင်းပီးလိုက်ပါတယ်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါ့ကိုကျေးဇူးတင်ရပါတယ်။များများလေးလည်းကတိဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကိုကျေးဇူးပြုလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကတိဖို့မမေ့ကြပါနဲ့ဗျာ။အောက်က ကွန်မန်နီထဲမှာလေ youth sport media 3 point ဆိုနေ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီကျွန်တော်မျက်စောက်ကွန်ကြီးပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုတင်ပါတယ်မြန်မြန် clip ပေးကြပါဗျများများ clip မှာမြန်မြန်နာဖြစ်ပါတယ်တေးပါဗျ